သွေးတိုးရောဂါသမားများအတွက်စားသောက်နေထိုင်မှုများ အားလုံးပဲမင်္ဂလာပါဆရာမခွန်ရှိကိုဟက်ကဲမှာဒေါက်တာမြတ်မုံဖြစ်ပါတယ်ရှင်ဘဝကျမ်းမှာ10မိနစ်စာအစီအစဉ်အကျိုးဆိုပါတယ်သူတို့ရောကရှိရဲ့လူတယောက်အနေနဲ့ဘယ်လိုမျိုးစားတောက်နေထိုင်သင့်လဲဆိုရင်တော့အရင်ဆုံးပေါ့နော်ငံနဲ့အစားတောက်ကိုစားပါတယ်ပေါ့နော်ငံနဲ့အစားတောက်လေးကိုရှောင်ရှားတင်တယ်ပေါ့နော်အဲပြီးတဲ့အခါကျတော့အဲဘယ်အစားတောက်တွေရှိအောင်လဲဆိုတော့ပြေဝစီပေါ့နော် saturated fat ပါဝင်တဲ့စားစာတွေရှောင်တင်တယ်ပြီးတော့ဒီဆေးလေးတောက်တာတွေပေါ့နော်အဲရှောင်တင်တယ်အရက်အလွန်ကျွန်းတောက်တာ coffee အလွန်ကျွန်းတောက်တာတွေပေါ့နော် caffeine တက်ပါတဲ့ဟာတွေစားတောက်တာဒါတွေအလွန်ကျွန်းဖြစ်တာတွေရှောင်တင် ်နေပေါ့နော်ပြီးတဲ့ခါကျကျမ်းပါရင်းနဲ့ညညွတ်တာတော့ဆရာမတို့ဒီအစီထုတ်ထားတဲ့အသားတွေငားတွေရှိမယ်ပေါ့နော်ပြီးတော့နွားနို့နို့ထွက်ပစ္စည်းတွေရှိမယ်အစီဆန်ဟင်းသီးဟင်းရွက်တွေပေါ့နော်အသီးနှံလေးဒါလေးတွေကိုတော့ဦးစားပြီးပြီးစားသုံးတင်နေပြီးတဲ့ခါကျတော့ကိုယ်လက်လှူရှားမှုလဲပေါ့နော်ပုံမှန်လှုပ်တင်နေတနေ့တော့အနည်းဆုံးတော့မိနစ်30လောက်နာရီဝက်လောက်လမ်းလျှောက်တာလေးဒီလေ့ကျင့်ခန်းလှုပ်တာလေးတွေပေါ့နော်ဒါလေးကိုကိုယ်လက်လှူရှားလှုပ်တင်နေပြီးတော့ကိုယ်လေးချိန်ဆိုလဲဆရာမတို့ကျမ်းပါရဲကိုယ်လေးချိန်ပေါ့နော်ခန္ဓာကိုယ်အညွှန်းကိန်း BMI 18ကနေ25ကြား ဖြစ်အောင်ပေါ့နော်ထိမ့်သိမ့်တင်တယ်ပေါ့ပြီးတော့ခါကျ तू ကစိတ်ဖိစီးရဲဆိုရယ်ဆရာမတို့ဒီသွေးပေါင်ကပို့ပြီးတော့တက်တက်ဆိုတော့စိတ်ဖိစီးမှုလည်းဆရာမတို့ control လုပ်ရမှာပေါ့နော်တခုခုဆိုရင်ကိုယ်နဲ့အဲရင်းနှီးတဲ့သူပေါ့နော်ကိုယ်ရင်ဖွင့်လို့ရတဲ့သူနဲ့ကိုယ့်ရဲ့ခံစားချက်တွေကိုရင်ဖွင့်တိုင်ပင်လို့ရရပေါ့နော်လိုအပ်တဲ့ဆိုလဲကိုယ့်ရဲ့မိသားစုဆရာဝန်လည်းပေါ့နော်ဒီဆွေးနွေးတာလေးလုပ်မယ်ပေါ့နော်အဲပြီးတဲ့ခါကျတော့ဆရာမတို့ဒီသွေးကြစည်းတွေတောက်ရပြီဆိုရင်နော်အဲဆရာဝန်ညွှန်ကြားတဲ့အတိုင်းပေါ့နော်မပြတ်မကွက်ပေါ့နော်နေ့စဉ်တောက်သုံးပေးဖို့တော့အရေးကြီးပါတယ်ဟုတ်ကဲ့အားလုံးပဲကျမတို့ခန့်နဲ့ပြေဆုံးကြပါစေ thank you Música